မင်္ဂလာပါရှင်ခရနီမာစစ်တပ်ကအရက်တာပြတူတွေကိုဒရုန်းနဲ့၉ကြိမ်တိုက်ခိုက်တဲ့အတွေ့၃ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရှိတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနီပြည်နယ်ဖရူဆိုနဲ့ဒမိုဆိုမြို့နယ်တို့မှာစပားရည်နေတဲ့ပြတူတွေကိုစစ်တပ်ကအော်တိုဘာလအတွင်းဒရုန်းတိုက်ခိုက်မှု၉ကြိမ်ပြုလုပ်ခဲ့တာကြောင့်အရက်တာ၃ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ခရနီအမျိုးသားများကာကွယ်တဲ့ KNDF ကထုတ်ပြန်ထားပါတယ် အာနာတင်းစစ်တပ်ကဩဂုလကာစပီခရနီပြင်းတဲ့အတွင်းစစ်ကြောင်းထိုးလာပြီးတဲ့နောက်အော်တိုဘာလအတွင်းတင်းနဲ့ရိတ်တင်းတဲ့အရက်တာပြတူတွေကိုအကြောင်းမဲ့ဒရုန်းပုံတိုက်ခတ်မှုတွေခက်ဆစိတ်ပြလုလာတယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ17ရက်နေ့မှာဖရူဆိုမြုပ်နယ်ဆိုလျာကူကျေးရွာနယ်ဒေါငေးကူကျေးရွာကြားစပားရိတ်တင်းနေတဲ့တောင်တူတွေကိုစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတူတိုက်ခိုက်တန်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အော်တိုဗလာ19ရက်နေ့မှာလိုးလျာခုကျေးရွာအနီးစပားရဲတင်းနယ်ပြည်သူတွေကိုစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးသူတိုက်ခိုက်တန်ရရှိခဲ့ပြီးအော်တိုဗလာ21ရက်နေ့မှာဒေါ်ကုခုရွာအနီးကတောင်တူအမျိုးသမီးသူတေဆုံးပြီးနှစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။ အော်တိုဝါလာ24ရက်နေ့မှာထီတော်ကူကျေးရွာအနီးစစ်တပ်ဒွန်ပုံကြောင့်မော်တော်ယာဉ်တစီပြက်စီကအော်တိုဝါလာ29ရက်နေ့မှာစပားရိတ်တည်နေတဲ့ဒေတာခန့်အမျိုးသားသူတည်ဆုံခဲ့တယ်လို့ဆိုထားပါတယ်။အော်တိုဝါလာ26ရက်နေ့ကလည်းဆိုလျာကူနယ်ဒေါ်ကူခုကျေးရွာအနီးစပားတည်နေတဲ့ရွာသားတွေကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲခဲ့တာကြောင့်အမျိုးသားသူခြေထောက်နှစ်ဖက်နဲ့ဦးခေါင်းထိမှန်ကတိုက်ခိုက်တံရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါအပြင်ဒမောဆုံမြို့နယ်ပတုံငယ်ကျေးရွာအနီးမှာလည်းအော်တိုဘလ23ရက်နေ့ကစစ်တပ်ကဒွန်ဘုံတိုက်ခိုက်မှုကြောင့်ဒိရခန်ရွာသားသူတေဆုံးပြီး3ဦးခန့်တိခတ်တန်ရရှိခဲ့တယ်လို့ဆိုထားပါတယ်။အဲဒီနောက်အော်တိုဘလ25ရက်နေ့ကဒေါ်ဘော်ကလဲကျေးရွာနယ်ဒေါ်ကလုခုကျေးရွာအကြားစပားရိတ်တင်းနေတဲ့ဒိရခန်တွင်နယ်အော်တိုဘလ26ရက်နေ့ကဒေါ်ဘော်ကလဲနယ်ပါရောတူရွာအနီးလေကွင်းတွေကိုလည်းစစ်တပ်ကဒရုန်းနဲ့ ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီလိုစစ်တပ်ကစစ်ရေးပြမမဟုတ်တဲ့အရက်သားတွေကိုအစမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွေ့အရက်သားပြတူတွေအနေနဲ့စစ်ရေးအတိတ်တည်နဲ့တွာလာနေထိုင်ကြဖို့တိုက်တုံထားပါတယ်။ပြခဲ့တဲ့စက်တမလာ16ရက်နေ့ကလည်းမိုးပြင်းနဲ့လွိုက်ကောကြာစောခီရောကျေးရွာအနီးမှာစပားရိတ်နေတဲ့လယ်တမား3ဦးနဲ့စက်တမလာ18ရက်နေ့မှာစပားရိတ်နေတဲ့လယ်တမား5ဦးကိုစစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ပါသေးတယ်ရှင်။